ာကိုတံပိုးထားမလဲလူတိုင်းလူတိုင်းဟာလောဘဒေါသမောဟဆိုတာရှိကြတယ်ပေါ့နော်အဲ့တော့လောဘဆိုတာဟာလူရိုးလေးပြောရင်လူချင်းမှုပဲလူချင်းတတ်မဲ့မှုဒါပေမဲ့နော်ဘဝမှာကိုလူချင်းကအားလုံးမရနိုင်ဆွတ်လွတ်အမှားရရှိတယ်ကိုယ့်ဘာကိုဆွတ်ဖြတ်ကိုဘာကိုဆွတ်လွတ်မလဲကိုအတံပိုးထားဆုံးဟာဘာလဲမဆွတ်လွတ်နိုင်ဘူးအလောက်အောင်တံပိုးထားတာဟာဘာလဲအဲ့ဒါကိုကြည့်ပြီးတော့မှအားလုံးလူချင်းနေစင်မဖြစ်နိုင်ဘူး ီးတော့ကျမတို့ဟာကျမတို့တိုင်းပြည်တိုးတက်ဖို့အတွက်လုပ်ချင်တယ်ဆိုလို့ရှိရင်ကိုပိုင်းလူချင်းတဲ့အထက်ကတချို့ဟာတွေဒီစိတ်ပိုင်းဆွတ်လွတ်တဲ့နဲ့ဆွတ်လွတ်အောင်ပါဆွတ်လွတ်ဖို့လိုရင်လည်းဆွတ်လွတ်အောင်ပါဒါမှမဟုတ်လူလူချင်းချင်းဆွတ်လွတ်ရမယ်နောက်ပြီးတော့ငါဆွတ်လွတ်ပါတယ်ဆိုပြီးတော့ကြွားဖို့လည်းမဟုတ်ဘူးဒါတကယ်ကိုကိုယ်စိတ်ထဲမှာကျကျကျမလေးဟို င်ဒါမှဆိုးဆိုးအနေနာခံရတယ်ဆိုပြီးကိုကိုကိုပြောတဲ့လူတွေကိုခတ်ကြောက်ကြောက်ပဲဟုတ်စာအစ်ကျမစိတ်ထဲမှာလေအဲ့လိုပြောတဲ့လူတွေကတစ်တစ်နေ့တစ်ချိန်တစ်ခါမှာအကျွေးများတောင်းမလားလို့ဒီလိုဒီလိုလုပ်ပေးခဲ့လို့ဒီလိုဆုံးလုပ်ခဲ့လို့ဒီလိုပြန်ပြီးတော့ပေးပါလို့အဲ့လိုတောင်းမလားဆိုပြီးတော့ အဲ့လိုဆိုရင်မှုတွေရှိတယ်။ဒါကြောင့်မလို့ကျမကိုအနစ်နာခံတယ်စသဖြင့်ပြောရင်ကျမနည်းနည်းမျက်နှာပူတယ်စိတ်ထဲမှာတမျိုးဖြစ်တယ်။ကျမအနစ်နာခံတယ်လို့ကျမကိုကျမမယူဆဘူး။ကျမလှုပ်ချင်တဲ့ကိစ္စကိုကျမရွေးချယ်။ကျမရဲ့ရွေးချယ်မှုတွေကကျမလှုပ်တယ်။အဲ့တော့ဒီလိုဒီလိုလုပ်နိုင်တာကိုပဲကျေနပ်တယ်။ အဒီလိုလို့ရလို့အမဲစိတ်ချမ်းသာတယ်လို့တော့မဟုတ်ဘူးပေါ့နော်အဒီလိုလို့ရတာလဲသူ့ဒုက္ခနဲ့သူရှိတာပဲဒါမှမဟုတ်ကိုရွေးတဲ့ဒုက္ခလေကိုရင်ဆိုင်လိုက်ပေါ့အဲ့တော့ရွေးချယ်မှုရဲ့မှာအဲ့ဒါလဲပါတယ်ဒီရွေးချယ်ပိုင်ခွင့်နဲ့မှာတယ်ကိုရွေးချယ်ခြင်းနဲ့ဒုက္ခတော့ကိုယ့်ဘာကိုရင်ဆိုင်ရမှာပေါ့အဲ့တော့ကျလို့ဒီဟာအဲ့ဒီရွေးချယ်ပိုင်ခွင့်ကိုမှမှန်တန်တန်သုံးဖို့လိုရွေးချယ်ကြပါ ဘလောက်ပေးမလဲဘလောက်ယူမလဲဘာတွေပေးမလဲဘာတွေယူမလဲကျမတို့နိုင်ငံအတွက်အလုပ်ပေးချင်